ကိုရင်လေးရှင်ဩတမတာရာထိုင်းနိုင်ငံမှာတရားဟောခွင့်ပိတ်ခံရတဲ့အကြောင်းရင်းအားလုံးပဲမင်္ဂလာပါစရိတိုင်းညူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီကိုရင်လေးရှင်ဩတမတာရာဟာတရားဟောကောင်းတာကြောင့်မြန်မာနိုင်ငံမှာတာမကထိုင်းနိုင်ငံအထိပါတရားဟောကြရသူပါလွန်ခဲ့တဲ့နှစ်တွေတုန်းကကိုရင်လေးဟာထိုင်းနိုင်ငံကိုတရားဟောကြခဲ့ပြီးတရားမွေးတစ်လျှောက်မှာအစဉ်ပြေခဲ့ပါရီ ထိုင်းနိုင်ငံကရဲတွေတောင်မှကိုရင်လေးကိုရှုသေးပေးကြတဲ့ဒီချုပ်ဝိတ်ခဲ့ပေမဲ့လည်းဒီနေ့မှာတော့ကိုရင်လေးဟာတရားဟောခံဒီမှာတရားဟောခွင့်ပိတ်ခံလိုက်ရှာပါတယ်။ထိုင်းနိုင်ငံကတက္ကသိုလ်ကမတွေကကိုရင်လေးကိုတရားဟောဖို့အတွက်ပြင်ပေမဲ့လည်းတရားတောင်မှမဟောလိုက်ရပါဘူး။ထိုင်းနိုင်ငံစမောဆာခွန်ခရိုင် ်မဟာချိုင်းဝေလာရက်ွက်တရင်းဦးနေစင်းမှာကိုရင်လေးတရားဟောဖို့တွေအားလုံးပြင်ဆင်မိသားဖြစ်ပါရင်မေလာတရက်နေ့ညနေပိုင်းမှာတရားဟောဖို့ကိုရင်လေးဟာကြွလာခဲ့ပြီးတော့တရားနာမယ့်သူတွေလည်းစုံလင်ရှောင်းနေကြပါပြီကိုရင်လေးကတရားဖွင့်ဟောကန်ဒီမှာပဲတာဝန်ရှိသူတွေကတရားဝဲကိုရှက်လိုက်ဖို့လာပြောကြပါရင်အကြောင်းရင်းကတော့တရားဝဲခွင့်ပြုမိတ်မတင်တဲ့အတွက်တာဝန်ရှိသူတွေကတားမြစ်ပြီးတော့တရားဝဲလေးပြတ်သွားပါတော့ဒီတရားဝဲထဲမှာလူများစွာရှိနေတာကြောင့်ထိုင်းကတာဝန်ရှိသူတွေကလာရောက်တားမြစ်လိုက်ကြပါရင်ကိုရင်လေးကတရားဟောမယ့်စစ်စဲမှာတင်တရားဝဲပိတ်ခံ နိုင်ရလို့စိတ်မကောင်းဖြစ်သွားပါတယ်။တရားဝဲကိုပိတ်မယ်ဆိုရင်မစခင်တည်းကပိတ်တယ်မီအခုတော့ဖွင့်တရားဟောနေတဲ့အချိန်မှာလာရောက်တားမြစ်တဲ့တွေတရားနာပရိသတ်တွေကတော့မကျေနပ်ကြပါဘူး။ကိုရင်လေးရင်တရားဝဲကိုနာဖို့အတွက်အချိန်ကြာကြာစောင့်ခဲ့ရတာဖြစ်တယ်လို့ကိုရင်လေးကလည်းထိုင်းထီတကူတကကြွလာခဲ့တာပါ။ကိုရင်လေးကအသက်ငယ်ငယ်လေးနဲ့တရားဟောနိုင်နေဆိုပြီးတော့နိုင်ငံရဲ့ချောင်းတွေကိုကြွရပါမိဒီတကမှာတော့အဆင်မပြေဖြစ်သွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်းကိုရင်လေးကိုတရားမဟုတ်ဖို့အတွက်တားမြစ်ထားပါသေးတယ်။ကိုရင်လေးကငယ်သေးတာကြောင့်မြန်မာနိုင်ငံမှာလည်းတရားပွဲတွေကိုရနာထား ခံရပြီးတော့ပရိယတ်တိစာပေတွေကိုလေ့လာဖို့အတွက်စာသင်တိုက်ကိုရောက်နေခဲ့သူပါပြည်တွင်းမှာတရားမဟောပြတာကြာပြီဖြစ်တဲ့ကိုရင်လေးဟာထိုင်းကိုတော့ကြာသွားခဲ့ပါတယ်ဒီနေ့မှာတော့ကိုရင်လေးကပြည်ပမှာတရားပွဲတွေကို ဟောဖို့တွေကြွားခဲ့ပေမယ့်မဟောပြလိုက်ပါဘူးတရားဟောကောင်းတဲ့ဘုန်းကြီးတပါးလို့ထင်ရလာအောင်တရားဟောကောင်းလို့ကိုရင်လေးရဲ့တရားကိုနာကျင်သူတွေလည်းရှိပါသေး။ထိုင်းနိုင်ငံမှာကိုရင်လေးရဲ့တရားဝဲကိုနာကျင်လို့ရောက်တဲ့ပရိသတ်တွေကအများကြီးရှိနေပြီးတော့ဖုန်းတွေနဲ့မှတ်တမ်းတွေရယူနေကြပါသေး။ကိုရင်လေးကတရားဟောတဲ့အခါမပြင်းရအောင်လေဟောထက်သလိုမှတ်သားစရာတွေကိုလည်းပါဝင်အောင်လို့ဟောတတ်ပါသေးတယ်။ကိုရင်ရွယ်သားရှိသေးတာဖြစ်လို့ပညာတွေတရားဓမ္မတွေမပြည့်စုံသေးပဲတရားမဟောဖို့တွေသာသနာရေးဌာနကနေအုတ်ထင်းသူတွေထံကိုစာပို့ထားခဲ့ပါသေး။တရားတော်တွေကိုတေချာနားမနေဘဲ ဲ့တရားဟောမယ်ဆိုရင် အမောင်းတွေပါဝင်နေတာကြောင့်တရားပွဲတွေလက်မခံဖို့နဲ့စာတိုင်တိုက်ကိုပို့ဖို့တွေညွှန်ကြားထားပါတယ် ကိုရင်လေးတွင်တရားစာပေတွေကိုလေ့လာပြီးတော့တရားဟောဓမ္မတက္ကဋိကတပားဖြစ်ဖို့အတွက်ရေချင်းနေပြည့်စုံမှသာတရားဟောသင့်တယ်လို့ပြောခဲ့ပြီးတော့အနောက်ပိုင်းမှာကိုရင်လေးလည်းတရားမဟောဖြစ်တော့ပါဘူး။ကိုရင်လေးရဲ့တရားဝဲတွေကပြည်တွင်းမှာသာမကပြည်ပမှာပါရှင်းနာခင်ရတာနဲ့ပတ်သက်ပြီးချို့တကားတကမတွေကတော့စိတ်မကောင်းဖြစ်ကြပါရဲ့။တရားဟောရတာကိုသဘောကျတယ်ကိုရင်လေးကတော့ဟောခွင့်မရတော့လို့စိတ်မကောင်းလေးဖြစ်သွားမှာပါ။ကိုရင်လေးကိုအားမငယ်ဖို့အားပေးနေကြပြီးတော့ဓမ္မကတိကကြီးဖြစ်အောင်ကြိုးစားဖို့ပဲတိုက်တွန်းနေကြပါရဲ့။ကိုရင်လေးရှင်ဥတ္တမသာရကသာသနာပေါင်းမှာပြောပြီးမိဘတွေကိုလည်းတရားန ဲ့ပဲကျေးဇူးဆက်သွားမှာဖြစ်ပါတယ်။ကိုရင်လေးလေးဖြစ်ချင်တဲ့ဆန္ဒအတိုင်းဓမ္မကတိကကြီးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။